ဟင်လာပါညရှိဖွာဆာဆမနှုတ်ဆက်တော့ပါရယ်ဇွန်လ24ရက်2025ခုနှစ်အင်္ဂါနေ့လူမျိုးသည်မိမိသွားသောလမ်းကိုဘယ်သူတန့်ရှင်းရှင်းနိုင်ပါမည်နည်းဟုမူကနှုတ်ကပတ်တော်တိုင်းသတိပြုရမည်တရားစက်ကိုကုမြသောဆန္ဒခန်းကကိုကောင်းစဉ်က1 day 1 ta ရပြလာစွာသောဇနီးမောင်နှံတို့ကိုတွင်မူပါသည် ထူးဆန်းသောနာမည်များရှိသည့်အိမ်နောက်ရှင်များကိုပါအချို့ကတိုက်ဆိုင်သောနာမည်ရှိပါသည်ဥမာအဖြစ်ဦးလာဝင်း ဒေါ်လာဝင်းရှူတာမျိုးပေါ့အချို့ကျတော့အလုံးကိုင်တူပါ၏မူမာအဖြစ်နေရောမရပါဆရာဝန်ဖြစ်နေတာမျိုးပေါ့စိတ်တူကိုယ်တူဇနီးမောင်နှံအချို့ရှိသလိုဝါအတူတူပိန်အတူတူဇနီးမောင်နှံလည်းတွေ့မှုပါသည် အချို့မှမူမျက်နှာကျဒူလာသည်ဖြင့်မောင်နှမောင်းတော်အထင်ခံရတာမျိုးရှိပါသည်ရိုင်းခင်ထမှုတည်တော်ရမှာအအောင်ဝင်ဖြစ်၍ဒူသည့်အတွဲခြားနာသည့်မောင်နှံမှာ စိတ်ဝင်စားစရာကိုရှိရှိကြပါ၏သို့တော်လည်းအဖျားဟုခေါ်သောကျင်းလက်ကဇနီးမောင်နှံ၏နာမည်ကအထူးတကားအဆန်းဆုံးဟုမှတ်ချက်ရမည်ဟုထင်ပါ၏ခင်မိုးတဲ့နာမည်ကဦးစောရီဇနီးတဲ့နာမည်ကဒေါ်ဟက်ပီဖြစ်ပါတဲ့သူတို့နာမည်ကိုကြားလျင်အံ့ဩမိပါ၏ ဝမ်းနိုင်တဲ့သောသဘောနဲ့ဝမ်းမြောက်တဲ့သောသဘောကိုအိမ်နောက်တစ်ခုထဲမှာဖျားသခင်ထည့်ပေးလိုက်တာပါအပြင်မှာကျတော့ခင်မွန်းတွေကနာမည်နဲ့မတူပျော်ရွှင်တတ်ကဇနီးတွေကလည်းနာမည်နဲ့မတူစိတ်ပူတတ်သူဖြစ်ပြန်ပါတဲ့မိတို့မိဖြစ်စဉ်အိမ်နောက်မှာ happy ဝမ်းမြောက်ခြင်းလည်းရှိ sorry ဝမ်းနိုင်ခြင်းလည်းရှိပါ၏စစ်စစ်ကျွန်တော်တို့အိမ်နောက်မှာလည်းနာမည်သာမှဲ့ထားတာတကူပဲ ဝမ်းနေရတဲ့အချိန်ရှိသလိုပျော်ရွှင်ဝမ်းမြောက်လက်ပံပေါင်းခံရသည့်ကာလလည်းရှိပါသည်ဒီသနာဆရာကကတ်သိန်းတော်မူရာတို့သည်မိမိတို့အချိန်ရှိ၏မိုးကောင်းကင်အောင်၌ကြာစီသမ ्या တို့ကိုအသီးသီးတို့ပြုရသောအချိန်ရှိ၏ဟုဖော်ပြပါသည်ဒီသနာချမ်းခန်းကြီးတော်ခင်ကြီးသည်ထို့ကြောင့်မေရွှေ၏အိမ်မှာဝမ်းနေခြင်းရောက်လာတာမထူးဆန်းသလို့ ဝမ်းသာရသောကိစ္စဖြစ်လာတာကြောင့်လည်းအံ့ဩစရာမဟုတ်ပါသို့တော်ဝမ်းနေရသောအချိန်များမှာနှုတ်ကပတ်တော်ကိုဆင်ခြင်၍ဖျားခင်ကိုချီးကပ်ရပါမည်ညီတန်ချင်းရှိမောနေတဲ့ချင်းရှိမောလိုအပ်သောအချိန်မှာမိတ်ဆွေယေရှု၏ကျင့်တာချင်းကတောင်းခံနိုင်သောကိုယ်အားကိုပြည့်စုံပါ၏ပျော်ရွှင်ဝမ်းမြောက်ရသောအချိန်များမှာလည်းနှုတ်ကပတ်တော်ကိုနှလုံးသွင်း၍ဖျားခင်ကိုဖယံရပါမည်တောင်းပန်ခြင်းမှာမော်ချွမ်းမာနာဖြင့်အလားမလွဲမှုရန်ကယ်တင်ရှင်သခင်ဖျား၏ လမ်းပြချင်းကိုအတ္တိကိုတတိလေးမဖြစ်ပါမေရှင်အားလုံးပြန်လေးကောင်းပြပါစေ